သူတစ်ပါးကိုလည်းဆင်းရဲအောင်လုပ်တယ်သူတစ်ပါးဆင်းရဲကြောင်းကိုလည်းအဖန်ပန်အားထုတ်လို့ရှိနံပါတ်၃မိမိကိုယ်ကိုလည်းဆင်းရဲစေတယ်မိမိဆင်းရဲကြောင်းလည်းအဖန်ပန်အားထုတ်တယ်သူတစ်ပါးကိုလည်းဆင်းရဲစေတယ်သူတစ်ပါးဆင်းရဲကြောင်းကိုလည်းအဖန်ပန်အားထုတ်လေရှိတဲ့ပုဂ္ဂိုလ် အဲ့တော့မိမိသူတစ်ပါးနှစ်ဦးသာဆင်းရဲစေတဲ့ပုဂ္ဂိုလ်မိမိသူတစ်ပါးနှစ်ဦးသာဆင်းရဲကြောင်းကိုအဖန်ပါအထုတ်လေးရှိတဲ့ပုဂ္ဂိုလ်နံပါတ်3ကပါတယ်လေမိမိသူတစ်ပါးနှစ်ဦးသာဆင်းရဲစေတဲ့ပုဂ္ဂိုလ်မိမိသူတစ်ပါးနှစ်ဦးသာဆင်းရဲကြောင်းကိုအဖန်ပါအထုတ်လေးရှိတဲ့ပုဂ္ဂိုလ်မှတ်မိလားအားလုံးမှတ်မိသလား ဘယ်နှယောက်ရှိသွားပြီလို့ပုဂ္ဂိုလ်၃မျိုးနောက်နောက်ဆုံးနံပါတ်၄မိမိကိုယ်ကိုလည်းမဆင်းရဲစေတဲ့ပုဂ္ဂိုလ်မိမိဆင်းရဲကြောင်းလဲအဖန်ပါအားထုတ်လေမရှိတဲ့ပုဂ္ဂိုလ်သူတစ်ပါးကိုလည်းမဆင်းရဲစေတဲ့ပုဂ္ဂိုလ်သူတစ်ပါးဆင်းရဲကြောင်းကိုလည်းအဖန်ပါအားထုတ်လေမရှိတဲ့ပုဂ္ဂိုလ်ဒါစာထဲမှာရှိတဲ့အတိုင်းပြောတာအတူတူပြောရရင်မိမိ သူတပါနှဥသာမဆင်းရဲစေသောပုဂ္ဂိုလ်ပြောမဆင်းရဲစေတဲ့ပုဂ္ဂိုလ်မိမိသူတပါနှဥသာဆင်းရဲကြောင်းကိုအဖန်ပန်အားအားမထုတ်တဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ဘယ်နှမျိုးလဲအဲ့ဒီပုဂ္ဂိုလ်၄မျိုးမှာတဲ့ပုံနာတဲ့တစ္စိတ်ထဲမှာဘယ်ပုဂ္ဂိုလ်မျိုးကို နှစ်သက်တယ်အရှင်ဥဒိဏကဂေါတမုခပုံနာကိုမေးတယ်အဲ့ဒီအမေးကိုပဲဥစဉ်ကသူတော်ကောင်းတို့ကိုမေးပါပြီဒီပုဂ္ဂိုလ်၄ယောက်မှာတစ်ပုဂ္ဂိုလ်နှစ်ပုဂ္ဂိုလ်သုံးပုဂ္ဂိုလ်၄ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ခင်ဗျားတို့ကြိုက်သလဲအဲဒီလိုလွယ်လွယ်လေးပြောလိုက်တော့လွယ်တာပေါ့နော်ဘယ်ပုဂ္ဂိုလ်ကြိုက်ဆုံးတော့တစ်ပုဂ္ဂိုလ်ပါလို့မကြိုက်ဘူး ိုကိုကိုဆင်းရအောင်လုပ်တဲ့အလုပ်ဟာကောင်းတဲ့လုပ်လားမကောင်းတဲ့လုပ်လူမိုက်လုပ်လားလူလိမ္မာလုပ်လားပညာရှိအလုပ်လားပညာမဲ့အလုပ်လားပညာမဲ့လုပ်ပါဗျာကိုကိုကိုဆင်းရအောင်လဲလုပ်တယ်မလုပ်တယ်ကဲနံပါတ်2ပုဂ္ဂိုလ်ကဘာလို့မကြိုက်လဲသူများဆင်းရအောင်လုပ်တာရောကောင်းသလားကောင်းပါဗျာခုခင်ဗျားတို့သူများဆင်းရအောင်လုပ်ဘူးလားလုပ်ပါဗျာဗျာ လုတ်ခုလားကိုယ့်ကိုအိမ်ရောက်ရင်စဉ်းစားတော့သဘောပါသလားရှင်းနေပါလိမ့်ဟမ်လုတ်ခုလားဟမ်သူများစိတ်မချမ်းသာမဖြစ်အောင်ဖြစ်အောင်တော့ပြောဘူးလားကာယကံအဲ့လိုလုတ်ရင်သူတော်ကောင်းလားသူယုံမှလားယုံပါပါအဲ့ဒီလုံမျိုးကလုတ်တင်တယ်လို့လားမလုတ်တင်တယ်လို့မလုတ်တင်ပါဘူး ဲ့တော့ဒီအရှိကိုစိတ်ထဲမှာကိုပြောလိုက်လို့သူတစ်ပါးစိတ်ဆင်းရဲသွားမလားပြောပြီးရင်ကြည်အောင်ဒါဥစဉ်ကသူတော်ကောင်းတို့ကိုမျက်နာတွေကြည်ပြီးဟောနေတယ်ဆိုတာဥစဉ်ပြောတဲ့စကားကိုနားလည်ရလားနားမလည်ဘူးလားသဘောကျသလားမကျဘူးလားကြည်ပြောနေတာပြောရင်ခင်ဗျားတို့များစိတ်ဆင်းရဲသွားရင်ချုပ်ကပြန်ချက်ချင်းပြန်ပြင်ပြောရတာအာမဖြစ်ဘူးသဘောပါသလားကြည်ရောကြည်နဲ့သလားအဲ့တော့ကိုကြောင့်သူများစိတ်ဆင်းရဲခြင်းကိုအလိုရှိအမရှိရ ိအလူသူတော်ကောင်းစိတ်တွေဖြစ်အောင်မွေးပါနော်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံကြောင့်ကြောင့်တခြားသောပုဂ္ဂိုလ်တဦးတယောက်မှစိတ်လဲမဆင်းရဲစေနဲ့ကိုယ်လဲမဆင်းရဲစေကျင်납ပြီလားယေအဲ့တော့နံပါတ်1ပုဂ္ဂိုလ်ကနှစ်သက်เสียနံပါတ်3ကနံပါတ်3ကတော့ကိုယ်ရောသူတော်ဘာကိုဆင်းရဲအောင်လုပ်နေတာဆိုတော့ဒါအဆင်မပြေတော့ဘူးအဲ့တော့နံပါတ်4 မိမိရောသူတစ်ပါးကိုဆင်းရဲခြင်းလွတ်အောင်ဆိုတော့ဒါမကောင်းလားမကောင်းပါဘူးအဲ့ဒီမှာနောက်ထပ်ပရိတ်သတ်နှမျိုးနဲ့ရှင်အောင်မယ်ဗါလက်ဟိုတနားကြီးကွဲပြေတော့မယ်နော်ရှင်တဲ့နှမျိုးလေးနည်းနည်းလေးနားထောင်ကြည့်မနေ့ပြန်ကြတော့ဒါအခြေချဲတော့မှအားလုံးအရှင်းရှင်းရှင်းလင်းလင်းနားရတော့အခုမေးတော့မယ်လောကမှာပရိသတ်2မျိုးရှိတယ်ပုဂ္ဂိုလ်က4မျိုးတော့ ပရိသတ်က2မျိုးဒီ4မျိုးသောတရားကိုဆောင်ကျင်းတဲ့ပရိသတ်က2မျိုးတယ်တမျိုးဆိုတာက၅ပါးယုံကံမကုံတဲ့မှာစာထဲမှာလည်းပါတဲ့အတိုင်းဆိုတော့ဗရမယာ၂တောင်းကြီးကိုနှစ်သက်ပြီးတော့ဝကောင်းစလာတွေနဲ့၅ပါးအယုံကံမကုံတဲ့မှာပျော်မွေ့နေတဲ့ပုဂ္ဂိုလ်ဒါစာထဲမှာလာတာအဲ့တော့တို့ရိုးရိုးလေးပဲပြောမယ်ကံမကုံအယုံတွေမှာကုသရေးသမီးရေးစီးပွားရေးလှုပ်ပြီးနေရတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါရဲ့ဗျာဒီပုဒီပိဋကတမျိုး နောက်ပရိသတ်တမျိုးကဒီသားရဲသမီးရဲ့စီးပွားရေးကာမဂုဏ်အလုပ်တွေစွန့်လို့ဗရမယာနှတောင်းနေဝကောင်းဆလာတွေစွန့်လို့ပြီးတော့ဖန်ရီဆိုးတဲ့အဝတ်ဝတ်ပြီးတော့ယဟန်အလုပ်အားထုတ်နေတဲ့ပုံစံတွေမရှိဘူးလားရှိပါဘူးအဲ့တော့ပုဂ္ဂိုလ်၄ယောက်ထဲမှာဘယ်ပုဂ္ဂိုလ်အကျိုက်ဆုံးနံပါတ်၄ပုဂ္ဂိုလ်အဲ့ဒီမိမိကိုသူတစ်ပါးကိုမဆင်းရဲစေတဲ့အလုပ်အကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာဟောဒီကာမဂုဏ်ထဲမှာပျော်နေတဲ့လူနဲ့ကာမဂုဏ်ကိုယုံထက်သွားတဲ့ယဟန်နဲ့ ဘယ်ပရိသတ်ထဲမှာဒီပုဂ္ဂိုလ်အရှိများသလဲတဲ့လူထဲမှာရှိမလားယဟန်ထဲမှာရှိမလားဟောသူမေးလိုက်တာနှစ်ခုနော်ပရိသတ်၄မျိုးငါးပါးအယုံကာမဂုဏ်ထဲမှာသာယေသမီးရေစီဝါရေနဲ့အချိန်ကုန်နေတဲ့ပုဂ္ဂိုလ်၄မျိုးသားရသမီးရစီဝါရေးတွေကိုအကုန်စွန့်လွတ်ပြီးငါးပါးအာယုံကာမဂုဏ်ကိုစွန့်လွတ်ပြီးတော့တရားအထုတ်နေတဲ့ပုဂ္ဂိုလ်ကတမျိုးဆိုတော့လူနဲ့ယဟန် ဘယ်ထဲမှာနံပါတ်၄ပုဂ္ဂိုလ်များသလဲဒါခမယောဖြေတာနော်ဘယ်ထဲမှာများတယ်လို့ထင်လဲဂေါတမုခပုံနာကလည်းအရှင်ဖျားတဲ့နံပါတ်၄ပုဂ္ဂိုလ်ဟာတာယေသမီးရေးစီးပွားရေးနဲ့အချိန်ကုန်နေတဲ့ကာမဂုဏ်တဲကလူတွေထဲမှာရှိဖို့ဆိုတာအမတန်ခဲရင်ပါတယ်ဖျားတဲ့ ကာမဂုဏ်အာယုန်တွေကနေစွန့်လွတ်ပြီးတော့လွတ်မြောက်ကြောင်းတရားအထုတ်နေတဲ့ယဟန်တို့မှသာတွေ့ရပါတယ်ဖုရားဆိုတော့မှတကကြီးခုနကခမားပြောတဲ့ဇကားနဲ့အခုဇကားပြန်ရှင်ကြည့်အောင်စောစောကသူပြောထားတယ်ဗါတယ်လေယဟန်တွေဟာတရားစောင့်တဲ့ယဟန်လောကမှာမရှိဘူးလို့လည်းပြောသေးတယ်အခုမိမိကသူတို့ဘာနှုတ်သားမစင်းရဲ့စီတဲ့အလွတ်လွတ်တာယဟန်တွေပါလို့လည်းသူမပြောဘူးလား ပြောတော့ရှင်းစကားနောက်စကားကြိုက်သေးလားမကြိုက်ပါဘူးဗျာတရားကြီးခုနကဘယ်လိုပြောတာတုံးနဲ့ခုနကတော့တရားစောင့်တဲ့ယဟန်လောကမှာမရှိဘူးဆိုအခုဒီနံပါတ်၄ပုဂ္ဂိုလ်ကဘယ်ထဲမှာပဲရှိတော့ကဲသူ့အလုတ်ကိုမှားတယ်မှန်တယ်ဝေဖန်သလားအကြောင်းအကျိုးပြလိုက်သလားမှန်ပါဘူးဗျာပုဂ္ဂိုလ်ဘယ်နှမျိုးရှိလဲသူများဆင်းရအောင်အကုတ်ကုတ်ဆင်းရအောင်လုပ်နေတဲ့ပုဂ္ဂိုလ် သူတော်ဘာရှင်းရအောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုရောသူတော်ဘာကိုရှင်းရအောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုရောသူတော်ဘာကိုမရှင်းရဲစေတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ဘယ်နှမျိုးခင်ဗျားတို့အကြိုက်ဆုံးကဘယ်ပုဂ္ဂိုလ်နံပါတ်၄ဆိုတော့နံပါတ်၄ပုဂ္ဂိုလ်မျိုးရှာရမှာလားနံပါတ်၄ပုဂ္ဂိုလ်မျိုးဖြစ်အောင်လုပ်ရမှာလားဒါလည်းမှတ်ထားအောင်ခင်ဗျားတို့ကသူများကြတော့ဟိုလူမကောင်းဘူးဒီလူမကောင်းဘူးပြောကိုရောကောင်းသလားဆိုတော့ကျင်းတ်သလားသဘောပေါက်သလားအဲ့တော့မှ ဆိုတော့ तू ကပြောပြီ तू များကိုပြစ်တင်နေတာနော်ဘုန်းကြီးတွေကဘလို့နေတယ်ဘလို့ထိုင်တယ်ခုခေတ်ပြောနေတာမရှိဘူးလားမရှိပါဘူးဘုကောတော်ကဘလို့ဒီကိုတော်ဘလို့ဘုန်းကြီးကဘုန်းကြီးလုံမလုံဘူးတန်ခါတန်ခါဘာဖြစ်တယ်ဝေဖန်နေတာလူတော်ပါလားတော်ပါပါရှင်းအောင်ရှင်းသလားရှင်းပါပါ तू ကထင်ထားတာအထင်ကတရားစောင့်တဲ့ယဟန်မရှိဘူးဗါတယ်ရှင်ဥဒိနာကိုမပြောဘူးလား ြောတော့ဟိုကရှိတယ်မရှိဘူးမပြောဘူးသူ့ကိုပြန်ပြီးဝေဖန်နေတာမဟုတ်ဘူးပုဂ္ဂိုလ်ဘယ်နှမျိုးရှိတယ်လောကမှာအတန်းစား၄မျိုးရှိတယ်တဲ့သူတို့ကိုကိုကိုဆင်းရဲအောင်လုပ်နေတဲ့လူရှိတယ်သူတို့ဘာဆင်းရဲအောင်လုပ်နေတဲ့လူရှိတယ်ကိုရောသူတို့ဘာဆင်းရဲအောင်လုပ်တဲ့လူရှိတယ်ကိုရောသူတို့ဘာမဆင်းရဲအောင်လုပ်တဲ့ပုဂ္ဂိုလ်ရှိတယ်ဘယ်ပုဂ္ဂိုလ်မေ့ကြိုက်ကြလဲဆိုတော့နံပါတ်၄ပုဂ္ဂိုလ်အကြိုက်ဆုံးဖြေပြီနော်အဲ့နံပါတ်၄ပုဂ္ဂိုလ်အကြိုက်ဆုံးဆိုအဲ့နံပါတ်၄ကလူထဲမှာတွေ့ရသလားယဟန်ထဲမှာတွေ့ရသလားတဲ့ဒါဖြင့်ယဟန်တရားမဆောင်ဘူးလို့ပြောလို့မရှိပါဘူးအရှင်ဘုရားတဲ့ အရှင်ဘုရားကဲ့သို့သောသုတ္တဝါအရိယသာဝကောအချားမြင်များတဲ့အရိယသူတော်ကောင်းကြီးရဲ့တပည့်တနည်းအားဖြင့်တရားဆောင်သောယဟန်များမတွေ့သေးတဲ့အတွက်တပည့်တော်မိုက်မားစွာပြောမိပါတယ်တဲ့အရှင်ဘုရားတပည့်တော်သိအယူသည်လောကမှာတရားဆောင်သောယဟန်များရှိသည်ဟု၍ပြောင်းလဲ၍သတ်မှတ်ပါပြီဖရာတဲ့သတ်မှတ်ပြီဟုအရှင်ဘုရားမှတ်ယူတော်မူပါဟောချက်ချင်းမပြောင်းသွားဘူးလားမပြောင်းပါဘူး ိုးတော်လည်းပဲအရှင်ဘုရားကပုဂ္ဂိုလ်၄မျိုးကိုအကျဉ်းအဖြစ်သာဟောထားတဲ့အကျဲအဖြစ်ကိုကိုကိုဆင်းရဲအောင်လုပ်တာဘယ်လိုပုဂ္ဂိုလ်မျိုးသူတစ်ပါးဆင်းရဲအောင်လုပ်နေတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုရောသူတစ်ပါးရောဆင်းရဲအောင်လုပ်တာဘယ်လိုပုဂ္ဂိုလ်မျိုးကိုရောသူတစ်ပါးရောမဆင်းရဲအောင်လုပ်တာဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာတပည့်တော်သိခွင့်မရသေးပါဘူးတဲ့ဆိုတော့သူ့အယူဝါဒကိုတော့သူမလုပ်လိုက်ပြီတော့ဆွန့်လိုက်ပြီပယ်လိုက်ပြီယဟန်နေတရားမဆောင်ဘူးဆိုတဲ့အယူကိုသူကဘာဖြစ်လိုက်လို့ဆွန့်လိုက်ပြီ တရားဆောင်တဲ့ယဟန်မရှိပါဘူးกว่าဆိုတဲ့အယူကိုတပြီတော့ဆွန့်လိုက်ပါပြီတဲ့အရှင်ဖျားနဲ့တွေ့တော့ဒီလိုသိရတဲ့အတွက်တရားဆောင်တဲ့ယဟန်များလောကမှာတရားယဟန်တွေဟာတရားဆောင်ကြတယ်ဆိုတဲ့အယူတပြီတော့ယူလိုက်ပါပြီအယူမှန်လိုက်ပါပြီအယူပြောင်းလိုက်ပါပြီသို့တော့ပုံကို၄မျိုးကြောင့်သူအကျယ်မသိခြင်းဘူးလားသိခြင်းပါခင်ဗျားတို့ရောသိခြင်းပါဗျာသိခြင်းမနဲ့ဖြံမနာကြနော်ဒီနေ့တော့ပြောဖို့အချိန်မရှိတော့အဲ့တော့အထင်နဲ့ အဲ့တော့အထင်နဲ့လမ်းဆုံးနေတဲ့ပုဂ္ဂိုလ်ကိုမြင်အောင်အရှင်ဥဒိဏမပြဘူးလားမပြပါဘူးအခုဓမ္မနဲ့ရှင်ပြီးပြလိုက်တော့သူ့မှာငင်းကျက်ထုတ်เสียမရှိတော့အဲ့တော့အိမ်ရောက်ရင်ဖြည်းဖြည်းချင်းစဉ်းစားခဲ့နော်နေ့ဖြန်ကြတော့ဒါတို့ဆက်နိုင်ရမယ်ပုဂ္ဂိုလ်ဘယ်နှမျိုးလေးမျိုးနဲ့ခုနကပရိသတ်နှမျိုးရဲ့အကျယ်ကိုမနေ့ဖြန်ကြတော့တို့တွေတွေ့ကြတော့မယ်ရှင်းတယ်နော်အဲ့တော့အခုခင်ဗျားတို့က1 2 3 4ဘယ်ပုဂ္ဂိုလ်ကြိုက်တာလဲနံပါတ် လေးပုဂ္ဂိုလ်အဲ့ဒီလေးပုဂ္ဂိုလ်မျိုးမိမိသူတော်ဘာနှစ်ဦးသားမဆင်းရဲအောင်အားထုတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဘသူကိုယ်တိုင်ကြိုးစားရမလဲအဲ့တော့ကိုယ်ကိုယ်တိုင်ကြိုးစားမယ်ဆိုတော့ကို့မှာသီလသမာဓိပညာပြည့်စုံဖို့လိုအပ်မလိုအပ်အဲ့ဒီသီလသမာဓိပညာတရားဆိုတာအလိုလိုပြည့်စုံမှလားအားထုတ်อยู่မှပြည့်စုံမှလားတရားတရားဆိုတာဘယ်မှာကိမ့်မှာတရားဆိုတာစာအုပ်ထဲမှာရှိတာလားကို့မှာရှိတာလားကို့မှာ တရားဆိုတာခွေထဲမှာရှိတာလားကိုယ်မှာရှိတာလားကိုယ်မှာရှိတာဒါဖြင့်တရားရှာဘယ်မှာတွေ့ကိုယ်မှာရှိတာအဲ့တော့သီလတရားဆိုတာဘယ်မှာကျင်းရမှာကိုယ်မှာရှိတာဘုသူခန္ဓာတော့ကျင်းရမှာအဲ့တော့သူများသီလတွေဝေဘာနေရမှာလားကိုယ်သီလကိုယ်ဝေဘာရမှာလားသူများသမာဓိကိုစစ်ဆေးနေရမလားကိုယ်သမာဓိကိုစစ်ဆေးရမလားကိုယ်သမာဓိကိုစစ်ဆေးရမှာကဲသူများပညာကိုနှိုင်းရှင်ရမလားကိုယ်ပညာကိုနှိုင်းရှင်ရမလား ဂျေနပ်ပြီလားကိုယ်သီလသမာဓိပညာကိုသာကိုကိုယ်တိုင်နိုင်ရှင်ပြီးတော့တိုးပွားအောင်ကြိုးစားနေရင်သူများကိုလည်းဆင်းရဲအောင်လုပ်เสียကိုကိုကိုဆင်းရဲအောင်လုပ်เสียလဲကိုသီလသမာဓိပညာကိုကြိုးစားအထုတ်နေတဲ့ပုဂ္ဂိုလ်ကကိုရောဆင်းရဲမလားဆင်းရဲပါဘူးသူတပားရောဆင်းရဲပါဘူးယုံသလားယုံပါဘူးဘုသူဆုံးမယက်စွာဘုရားယက်စွာဘုရားဆုံးမတိုင်းနေရင်ချမ်းသာမလားဆင်းရဲမလားချမ်းသာပါဘူးယုံညံ့သူဖြစ်မလားမြင့်မြတ်သူဖြစ်မလား ယုံသလားယုံပါဘူးဒါဖြင့်တရားရှိဘုသူဆုံးမတိုင်းနေပဲယုံပါဘူးယုံပါဘူးကောင်းမယ်လို့ထင်တာပဲဆိုတဲ့အတိုင်းကျင့်တ်နေရပါလားအကောင်းမြင်အောင်ကြိုးစားရမှာအကောင်းမြင်အောင်ကြိုးစားရမှာကဲတီလာရှိတဲ့လူနဲ့မရှိတဲ့လူဘယ်သူကမြင့်မြတ်မယ်ထင်လဲတီလာရှိတဲ့လူကမြင့်မြတ်ပါဘူးဒါအထင်တကယ်မြတ်တာမြင်အောင်လို့ရှင်းသလားကိုယ်တိုင်တီလာမဆောင်သေးပဲနဲ့တီလာမြင့်မြတ်တယ်လို့ မြင်နိုင်မလားမမြင်နိုင်ဘူးတမာတိရှိတဲ့လူနဲ့တမာတိရှိတဲ့လူဘသူကအေးချမ်းတော့တမာတိရှိတဲ့လူဒါထင်တာခင်ဗျားတို့ထင်တာအဲ့တော့ကိုယ်တိုင်တမာတိရှိမှတကယ်အေးချမ်းခြင်းအစ်စ်ကိုကိုယ်တိုင်မြင်ရမယ်အဲ့တော့အထင်မှလန်းဆုံးမလားအမြင်ရောက်အောင်သွားမလားမမြင်ရအောင်အဲ့တော့တရားဆိုတာသူများပြောတဲ့လန်းဆုံးအောင်မလားကိုယ်တိုင်မြင်အောင်ကြိုးစားရမှာကဲဒါဖြင့်တတိထာဝရိယဆိုင်ပညာနဲ့ကြီးကြီးတော့ရှိတာခန္ဓာဘယ်နှပါး အချင်းချင်းရင်ယုတ်တရားနဲ့ယုတ်နာတစ်ပါးလုံးဒီမြဲသောတရားလားမမြဲသောတရားလားကိုပိုင်သောတရားလားမပိုင်သောတရားလားဒါဖြင့်ယုတ်နာခန္ဓာဘာသစ္စာသိတဲ့ဉာဏ်ကဘက်ကသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟမမာနတွေနဲ့ယံဖြစ်ခြင်းတိုက်ခိုက်ခြင်းညူညူခြင်းရှောင်းရှောင်းခြင်းလာเสียလို့သေးလားသိတာကသမုဒိယသစ္စာသိပါတော့နောက်ဒုက္ခခန္ဓာလာအောင်မလား နောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်အေးကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမိမလျော့မပေါဆာသောတတိမလျှော့သောဇွဲလုံးလောက်ဝရိယကိုလက်ကင်ထားပြီးတော့အထေနဲ့ကျင့်တိမ်မနေကြပဲနဲ့အမြင်ရအောင်ကြိုးစားကြလို့တိုက်တွန်းရင်းနဲ့နားကြစို့